ရိယာမေးမေးလာကြတာပေါ့နော်ဦးမေတော်ရေးတဲ့ဆက်ရွက်ဆန္ဒနေပေါ့နော်ဟာကျွန်တော်နေလိတွေလေးရပြီဗျာတဲ့ကျွန်တော်တို့နေကျော်သွားလာလို့ရသလားပေါ့နော်ကျွန်တော်တို့ဗမာပြည်ပြန်လို့ရသလားနေဆက်ကိုဆင်းလို့ရသလားပေါ့နော်ဟာဆက်ရွက်ဆန္ဒကဘိုင်နုမလည်းကြာပြီပေါ့အဲ့တော့ကျွန်တော်တခုပြောချင်တာပေါ့နော်တကယ်လို့ကိုသွားလာတော့မယ်ဆိုလို့ရှိရင်မိမိတို့ကိုယ်တိုင်ကထိုင်စကားနော်ပိုင်ပိုင်နဲ့နိုင်ပြောနိုင်ရဲ့လားရှင်းပြနိုင်ရဲ့လားအဲရဲဒီသဘောပေါက်အောင်ကိုပြောပြနိုင်ရဲ့လားဆိုတော့အရင်အ우ဆုံးကိုသုံးသပ်ရမယ် နံပါတ်2ကရတော့အဲကျွန်တော်တို့တွေက ကျွန်တော်တို့ဒီကန်ဆောင်ထားတဲ့စာရွက်တွေဒီနေလေးပဲဖြစ်ဖြစ်ဘိုင်နုမပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ဖြစ်ဒါတွေကကိုခရိုင်ထဲမှာကိုနေပြီးတော့ကိုခရိုင်ထဲမှာကိုသွားလာတာပဲပို့ပြီးတော့တင့်တော်တာဖြစ်တယ်။အဲတော့နေကြော်သွားလာတာမျိုးနေဇက်ကိုဆင်းတာမျိုးအလေသွားလာတာမျိုးတွေညာကြတော့နည်းနည်းလေးဂယူဆိုင်ဖို့လိုပါတယ်။အဲတော့ဘာကြောင့်လဲဆိုတော့တကယ်တကယ်ရဲတွေကတကယ်တကယ်အာနာပိုင်တွေရောတချို့တော့တချို့တော့အဖွဲတွေညာဆိုလို့ရှိရင်တို့တွေကအဲဘယ်လိုပြောမလဲ အမိတ်စာမကြသေးလို့ဘယ်မှာလဲကြင်ညာချက်ဟိုဟာဒီကနည်းနည်းဟိုလေးခက်ခက်ခဲခဲလေးမေးလာပြီဆိုတာနဲ့ကျွန်တော်တို့ကပြန်ဖြေပေးဖို့အတွက်ကိုမတက်နိုင်တော့ဘူးမပြောပြတတ်တော့ဘူးဆိုရင်အဲ့လူတွေကပြဿနာတက်လာပြီဟဲ့တော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ပြောချင်တာကတော့အကောင်းဆုံးကတော့ဗျာကျွန်တော် passport နဲ့ visa ရှိတယ်ဆိုရင်တော့ထိုင်းနိုင်ငံတနိုင်ငံလုံးကိုကြိုက်တဲ့နေရာသွားလာလို့ရတယ်ထိုင်းနိုင်ငံမှာလည်းပဲဟန်နေပြီးတော့တခါမြန်မာနိုင်ငံကိုပြန်ချင်လဲရတာပေါ့နော်ဘယ်နိုင်ငံကိုပဲသွားသွားပေါ့ဗျာပြောချင်တာကတော့ခရီးသွားတာကတော့ तू က ဝီဇာနဲ့ passport ရှိရမယ်ဆိုတာကိုဒါပုံသေးဥပဒေတခုဖြစ်တယ်။ဒါပေမဲ့အခုကထိုင်းနိုင်ငံမှာတို့ဖြေလျှော့ပေးထားတဲ့ဆိုတာကဒါကတို့တွေကအထောက်ထားတွေလုပ်ဖို့အတွက်ကိုတို့ကဖြေလျှော့ထားတာပေးပေးရတာဖြစ်ပါတယ်။ခရီးတွေသွားလာဖို့သွားတာလာတာနေကျော်သွားလာအတွက်ဆိုရင်တော့မဟုတ်သေးဘူး။เนาะဒါတွေကကိုယ်နဲ့သွားတဲ့လူတွေကတို့တွေက ဟိုရှင်းပြနိုင်တယ်ဟန်သူတို့တွေကပြောပြနိုင်တယ်သူတို့ရှင်းပေးနိုင်တယ်ဆိုရင်တော့သွားကြပေါ့ဗျာနော်သူတပြေတော့အလုပ်ရှင်နဲ့တော့လကောင်းဒါမှမဟုတ်ပြောတတ်ဆိုတတ်တဲ့လူနဲ့သွားလာတော့ကတော့ပြဿနာမရှိဘူးဖြစ်လာရင်တော့သူတို့ရှင်းပေးလို့ရတယ်ကြီးတဲ့အမှုလည်းငယ်အောင်သူတို့လုပ်လို့ရတယ်ဥပမာအားဖြစ်ပေါ့ဗျာအဲ့တော့ကိုယ်အနေနဲ့အကြတော့ဟိုဒီလိုင်းကားနဲ့လည်းသွားလာခြင်းနဲ့လိုင်းကားနဲ့လည်းဆင်းခြင်းနဲ့သွားခြင်းနဲ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့အဆင်မပြေဘူးเนาะဒါရီအဆင်မပြေဘူးဒါကြောင့်တနေကုန်လဲမနေတုန်းကတရက်လုံးလုံးလဲကျွန်တော်ဟို ဒီအိမ်ပြန်တဲ့ကိစ္စကိုပဲဖုံးဆက်ပြီးတော့မေးကြတယ်။နေကျော်သွားလာဖို့ကိစ္စကိုလည်းမေးကြတယ်။တကြံကြပြီဆိုတော့ဗျာမိသားစုတွေသွားခြင်းနဲ့လာခြင်းနဲ့တွေ့ဆုံနေတာပေါ့ဗျာဒါသဘာဝပါပဲ။ဒါပေမဲ့ကျွန်တော်တို့လူအဲကျွန်တော်လူဟောင်းတွေကကျွန်တော်ကျွန်တော်ဗီဇတွေကမရှိကြသေးဘူးနော်ဗီဇတွေထုတ်တော့မရကြသေးဘူးဆိုရခါကြတော့ လူသစ်တွေကကြတော့ဗီဇာတွေရပြီဆိုင်ရွက်ဆိုင်နေတဲ့ကုန်ရပြီဆိုလို့ရှိရင်တော့ AACC ဟဲ့သွားလာလို့ရပါပြီဒါပေမဲ့ရေဆိုးတဲ့ကြံထဲမှာကကြတော့ကျွန်တော်တို့တည်တည်ချေချာဟမ်ဆက်ကူအဆက်ကူတွေရေမဆိုးအောင်ပေါ့ဗျာစောင်းတွေရေမဆိုးအောင်တော့ plastic တွေနဲ့တည်တည်ချေချာလေးလုံးလုံးကြုံကြုံလေးယူသွားကြဖို့လိုအပ်ပါတယ်ခဏကြာပျက်စီးသွားလို့ရှိရင်တခုခုကပြန်လုံးတဲ့ခါကြရင်ပတ်စံနဲ့အများကြီးကုန်ကြနေတာเนาะအဲ့အတွက်ကိုကျွန်တော်ဒီနေ့လာရောက်ပြောခြင်းပဲဖြစ်ပါတယ်အဓိကပြောခြင်းတဲ့စကားကတော့ကျွန်တော်ဆိုင်ရွက်ဆိုင်လန်းတွေက passport နဲ့ visa visa လောက်ဟိုတကိုးမကြည့်ဘူးဗျเนาะကျွန်တော်အကြစကားနဲ့ပြောရမှာဆိုရင်တကယ်အတိအကျကြတာကတော့ကျွန်တော် visa နဲ့စာအုပ် passport စာအုပ်ရှိတယ်ဆိုရင်တော့ကြိုက်တယ်လို့သွားလာလို့ရတယ်ဒါသူ့ရဲ့ဥပဒေပုံသေးပဲအဲ့ဒါကြောင့်မလို့ကိုကြီးကကိုရွာမှာပဲဖြစ်နိုင်မယ်ဆိုရင်ပြောကြပါဦးဗျာမပြောဘယ်လိုပြောမလဲတခါလေးကနေတသက်လုံးစိတ်ညစ်နေလို့လည်းအဆင်မပြေဘူးလေเนาะခဏ YouTube ကောင်မအောင်တော့လေချောက်ချာကောင်မအဲ့တော့ကိုကိုကိုပျော်အောင်လဲနေတက်ဖို့လဲလိုသလိုเนาะတော့ကတွေကြားထဲမှာဘလို့ငါတို့တွေ နော်ရှင်သန်သွားရမလဲဆိုတာကိုလည်းကိုကိုကိုနေတက်ထိုင်တတ်ဖို့လည်းလိုအပ်ပါတယ်အဲတော့အထူးတစ်ပြက်ကတော့ပြောချင်တာကတော့ကျွန်တော်တို့မျိုးတွေအားလုံးနော်ဒီအသွားလာစီရင်ကြဖို့နဲ့အခုလည်းစစ်စစ်ဖန်းစည်းတွေအရန်ကိုကျန်ကျန်တန်းတန်းကိုစစ်စစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဘာကြောင့်လဲဆိုတော့သူဖြေလျှော့ထားတဲ့ချိန်ကြော်လာခဲ့ပြီလေဟဲအလူသစ်တွေပတ်တင်ဖို့အညာကွေးကွာတွေဒါဒါကုန်လာခဲ့ပြီဆိုတော့ဒါဒီချိန်ကသူတို့တွေဆေးကြောတဲ့ချိန်ဖြစ်တယ်ဖန်းစည်းပြီးတော့ တို့တံငွေကြိုက်မဲ့ပြန်ပို့မယ်ဒါမျိုးတွေပေါ့လာနေပြီအဲ့တော့အားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေအဆက်ဆက်ရသွားလာနေလေခရူးဆိုင်ဖို့အတွက်ကိုဒီဗီဒီယိုလေးကိုလှုပ်ပေးရခြင်းပဲဖြစ်ပါတယ်အားလုံးခံကောင်းကြပါစေဗျမင်္ဂလာပါ